ပြပမှုကတော့မရှိပါဘူးအဓိကကတော့ပရိသတ်နဲ့တွေ့လိုက်လို့ရှိရင်ကျွန်တော်တို့ကပျော်ရွှင်မှုပေါ့အဓိကတော့တူနဲ့တူဒီမေတ္တာကူးစက်မှုပေါ့ချီချီးမှုမှုပီတိဖြစ်မှုတွေကပုံများတော့အာပြမန်းတယ်ဆိုတဲ့စိတ်ခံစားမှုတော့မခံစားမိပါဘူးအရင်ကလာပါတယ်ဟုတ်ပရိသတ်တွေဒီလိုမျိုးမတွေ့ရကြဘူးတော့ဒီကားလေးနဲ့ပတ်သက်ပြီးတော့သူတို့ပျော်အဓိကတော့ပျော်သွားတာပေါ့နော်ဟိုဟာပေါ့ အဲတေဥဆောင်တရားကိုအပြင်မှာမြင်ရတဲ့ခံစားမှုမျိုးကိုဖြစ်မှာပေါ့နော်အဲစကားပြီးသွားမှဝင်တဲ့ခါကျတော့လည်းသူတို့ပျော်ရွှင်နေတာတွေ့ရတော့ကိုယ်တွေလည်းအပြော်နဲ့ကူးဆက်တာပေါ့နော်မဇေဦးမဇေဦး မြဝင်တိုက်နေတာတွေကျုပ်ဝင်ဖဲပေးတာဟာလူကြီးထဲလာလို့ကောဗျာတော့ခင်ဗျာဒီကတော့ဒီနှစ်ပတ်ရရရှိသွားတာတော့ပြည်သက်ရဲ့အပိမှုပေါ့နော်ပြည်သက်ရဲ့အပိမှုကြောင့်သူတက်မှတ်ထားတဲ့ရုံရုံွေရုံွေစံချိန်လေးပေါ့ဒါလေးကိုပြီးသွားတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုနှစ်ပတ်ပြတ်တက်ခွင့်ရတဲ့အတွက်အပိကအပိကြတဲ့ပြည်သက်တယောက်စီတယောက်စီလေးကိုကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ်အဓိကကတော့ပြည်သက်နဲ့တွေ့ကြတာပေါ့နောက်တစ်ချက်ကကြတော့ဒီအချိန်မှာက ကျွန်တော်တို့ကဒီပြည်သက်တွေနဲ့ညီတွေတွေတွေ့ဆုံမှုနဲ့လိုအပ်တယ်လို့မြင်တယ်လေအဲနောက်တစ်ခုကကြတော့အာဒါကောမဒီကားလေးလည်းဖြစ်တယ်ကျွန်တော်မရိုက်တာကြာပြီဖြစ်တဲ့ဒီကောမဒီရသလေးကိုလည်းပြည်သက်ကဟိုထရေလာတင်တင်ကလေးကစိတ်ဝင်စားမှုရှိတယ်ဆိုတဲ့အခါကျတော့ဒါကိုပိုမူရှင်းမှာတော့ကိုယ်လည်းကိုကိုတိုင်းပေါ့နော်ကျေးဇူးတင်တဲ့အကြောင်းလေးကိုတော့ပြောချင်တယ်ဆိုတဲ့အစိတ်နဲ့ဒါပြည်သက်နဲ့ထိတွေ့ဖြစ်တာပါခင်ဗျာပြည်သက်နဲ့ဆုံးရတာဘောကြာပြောတယ်ပေါ့ဒါသဘောကြတာပေါ့ကျွန်တော် ဆိုလို့ရှိရင်ဟိုတပုံမရိုက်လိုက်တဲ့ဟိုပြိသက်တွေတောင်ရှိတယ်အဓိကတော့ဟိုတွေးတဲ့အချိန်လေးမှာအကုန်လုံးကိုတော့ရိုက်ပေးချင်တယ်ပေါ့နော်တပုံနေတာမဲ့တချို့မရိုက်လဲရတဲ့ပြိသက်တွေရှိတဲ့အခါကျတော့တကယ်ကိုအားနာပါတယ်လို့ပြောချင်ပါတယ်ဒါဒီနေရာကလည်းနောက်တော့လင်းနေခဲ့ရတယ်အာပြင်ပမှုကတော့မရှိပါဘူးအဓိကကတော့ပြိတ္တနဲ့တွေ့လိုက်လို့ရှိရင်ကျွန်တော်တို့ကပျော်ရွှင်မှုပေါ့အဓိကတော့ဦးနဲ့တူဒီမေတ္တာကူးဆက်မှုပေါ့ချီချီးမှုပီတိဖြစ်မှုတွေကပုံများတော့ ပင်ပန်းတယ်ဆိုတော့စိတ်ခံစားမှုတော့မခံစားမိတော့ဒီကားလေးနဲ့ပတ်သက်ပြီးတော့သူပျော်အဓိကတော့ပျော်သွားတာပေါ့နော်ဟိုပါပေါ့အဲတေုပ်ဆောင်တရားကိုအပြင်မှာမြင်ရတဲ့ခံစားမှုမျိုးပိုဖြစ်မှာပေါ့နော်အဲစကားပြီးသွားမှဝင်တဲ့ခါကျတော့လေသူတို့ပျော်ရွှင်နေတာတွေ့ရတော့ကိုယ်တွေလည်းအပျော်လေးကုဆတ်တာပေါ့နော်အရန်ကြီးရတယ်နောက်ပြီးတော့အရန်သဘောကျရတော့ပျော်ပျော်ကြပါဘူးသဖြင့်မော်တက်တဲ့ခံ behind the scene လေးလည်းတွေ့လိုက်တယ်နော်ဟုတ်ကဲ့အဲ့ ယ်မြင့်တယ်လို့ပြောရမယ်เนาะကိုတက်တဲ့ဟာအဲ့တော့ဘယ်လိုမျိုးရှိလဲအခက်ကျစိန်ခံစားချက်တွေကဒါဟာပေါ့ငငယ်တော့ကစောခဲ့တဲ့ဟာတွေပေါ့လေဒါတချိန်တည်းမှာအသုံးပြန်ဝင်တဲ့သဘောပါပဲဟုတ်ငငယ်ကတော့တစ်ပင်တက်နေကြပါဘောအဲတစ်ပင်တက်တာပေါ့ငငယ်တော့ကနေမှာနေတော့ကဆိုရင်တစ်ပင်ပေါ့ တက်ပြီးစော့ဘူးတယ်ပေါ့ငယ်တော့တက်တဲ့ခံစားချက်နဲ့ဒါကကိုအသက်ရတစ်ခုရောက်လာတော့ဒါတက်ကြတဲ့ခံစားချက်နဲ့လည်းတော့ကွာမယ်နဲ့ဆိုရနော်အဓိကတော့ငယ်ငယ်တုန်းကအချိန်တွေကိုသတိရပါတာပေါ့နော်ကွာလဲဆိုတာတက်ကိုသတိရပါဒါပေမဲ့ကျွန်တော်ရိုက်တာမူရင်းဆိုတော့ရင်းကြီးတွေနဲ့နည်းနည်းတော့အာ rehearsal တော့နည်းနည်းလုပ်ရတယ်ပေါ့ကိုယ်တိုင်စမ်းတက်ကြည့်ပြီးတော့မှအစဉ်ပြေတဲ့ခါကျမှပဲတက်ဖြစ်တာပေါ့နော်အဓိကတော့ဒါရိုက်တာကလည်းဒါအော်တချို့တည်းလူကြည့်နေပေါ့နော်အဲတချို့တည်းလူကြည့်နေဆိုရတဲ့လားလှုပ်ဖြစ်သွားတာပေါ့အဲ့ဒါလေးပေါ့လေ တော့လှုပ်လိုက်တော့လည်းဘာဖြစ်ဖြစ်ပေါ်ရောက်သွားတာပဲပေါ့။အမေပါလေတုံတုံနဲ့တက်ခဲ့ရတယ်။အဲဒူးတုံနဲ့လို့တော့ပေါ့အဓိကတော့သူကကြောက်ကြောက်နဲ့တက်ရတဲ့ပုံစံမျိုးဆိုတော့လေအဲ့လိုမျိုးဟိုစိတ်ခံစားမှုတော့ထဲ့ထားရတာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့အဲ့လိုမျိုးအဓိကတော့စိတ်ထဲမှာဂျပန်တွေကိုကြောက်တဲ့စိတ်နဲ့သူကတက်သွားတဲ့သဘောမျိုးဆိုတော့လေအဲအဲ့လိုမျိုးဆက်ရုပ်ပြပြအောင်တော့စူးစမ်းခဲ့ရပါတယ်။ ကိုကိုတိုင်းလဲဟိုလှုပ်လှုပ်လို့ရတဲ့အတိုင်းအတာတစ်ခုရှိရဲဆိုတော့ကိုကိုတိုင်းလှုပ်တာပဲများပါတယ်ကိုကိုတိုင်းလှုပ်လို့မရတဲ့ဟာမျိုးဆိုရင်လည်းအစတည်းကလည်းမယွေးတာလည်းပါတယ်အဲ့လိုမျိုးလေအဲဘာဆိုတော့ဟိုကိုကိုတိုင်းလှုပ်လို့မရမှတော့တခြားလူကိုလည်းမလှုပ်စေချင်ဘူးအဲအဲ့လိုမျိုးစိတ်ကြောင့်အာကိုကိုတိုင်းလှုပ်လို့ရတဲ့ဇာတ်ကောက်ကိုပဲယွေးဖြစ်တာများပါတယ်